င်းကုတ်အောင်မြင်သွားလို့ထိုင်းနိုင်ငံမှာလုပ်ငန်းရပ်ဆိုင်ရတော့မေဖူပန်နာအားလုံးမင်္ဂလာပါဖူပန်နာလုပ်ငန်းဟာဆိုရင်တော့2012ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်ပြီးစတင်ချိန်မှာတော့ဘန်ကောက်မြို့မှာပဲစားသောက်ဆိုင်60လောက်နဲ့စတင်ခဲ့တာဖြစ်ပါတယ် ဒါပေမဲ့သူတို့ရဲ့လုပ်ငန်းဟာတဖြည်းဖြည်းအောင်မြင်လာခဲ့ပြီးတော့2016ခုနှစ်မှာဆိုရင်ထိုင်းနိုင်ငံကစားတောက်ဆိုင်ပေါင်း1600ကျော်နဲ့လက်တွဲလာနိုင်ခဲ့ပါတယ်။ထိုင်းနိုင်ငံပြည်နယ်အလုံးမှာလုပ်ငန်းဖြန့်ကျက်နိုင်တဲ့ပထမဆုံးသောစားတောက်ပို့ဆောင်ရေးလုပ်ငန်းဖြစ်နေလေရပ်တည်လာနိုင်ခဲ့ပါတယ်။ ကိုဗစ်ကာလမှာတော့လူတွေပြင်မထွက်ကြဘဲနဲ့အိမ်ကနေပဲစားတောက်တွေမှယူကြရင်ဖူပန်တာရဲ့အကောင်းဆုံးအချိန်လေးဖြစ်လာခဲ့ပါတယ်။ဂျာဗီမီ2024ခုနှစ်ကစားလို့ထိုင်းနိုင်ငံမှာဆိုရင်ဖိုင်ကုတ်လုပ်ခြင်းနဲ့ရင်ဆိုင်ခဲ့ရပြီးတော့အခုဆိုရင်ထိုင်းနိုင်ငံမှာဖူပန်တာရဲ့လုပ်ငန်းရဲ့ဆိုင်းရတဲ့အထိဖြစ်လာခဲ့ပါတယ်။ 2024ခုနှစ်မှာတော့ဖူပန်နာရိုက်တာတဦးဟာဒီမိုကရေစီအရေးအတွက်ဆန္ဒပြခဲ့ပြီးတော့အဲ့လိုတမားကိုဖူပန်နာဘက်ကအစမ်းဖက်တမားတဦးအနေနဲ့ဆက်ဆံကအလုပ်ဖြုတ်ပစ်ခဲ့တာပါဒီလိုရက်က တိုင်းပြည်သူတွေကိုအမျက်ဒေါသထွက်စေခဲ့ပြီးတော့ဖူပန်နာကိုဘိုင်ကော့လုပ်တာတွေစတင်ခဲ့ပါတယ် ထိုင်းပြည်သူတွေရဲ့ဘိုင်ကော့လုပ်တာကအောင်မြင်ခဲ့တယ်လို့လည်းပြောလို့ရပြီးတော့ထိုင်းမှာဖူပန်နိုင်ရဲ့လုပ်ငန်းတွေကထိုးကျသွားကြရပါတယ်။ထိုင်းစားတောက်ပို့ဆောင်ရေးလုပ်ငန်းမှာတချိန်ကချုပ်ကင်နိုင်ခဲ့တဲ့ဖူပန်နာဟာ15ရာခိုင်နှုန်းလောက်သာနေရာရှာတော့တာဖြစ်ပြီး graph က39ရာခိုင်နှုန်း နိုင်မင်းဝန်းနိုင်က44ရာခိုင်နှုန်းနဲ့ထိုင်းနိုင်ငံရဲ့အာမြင့်ဆုံးစားသောက်ပို့ဆောင်ရေးလုပ်ငန်းဖြစ်လာခဲ့တာပါ။နောက်ဆုံးမှာတော့ဖူဘန်နိုင်ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Delivery Hero ကုမ္ပဏီကထိုင်းနိုင်ငံမှာလုပ်ငန်းရဆိုင်ပေါ်တွေဆုံးဖြတ်လိုက်ရပါတယ်။ထိုင်းနိုင်ငံကဖူဘန်နိုင်ဝန်ဆောင်မှုတွေကို လာမည့်မေလ23ရက်နေ့မှာရန်ဆိုင်သွားတော့မှာဖြစ်ကြောင်းသုံးဆွေးသူတွေကို F ကနေတစင်းအတိပေးလာခဲ့ပါတယ်။ Delivery Hero ဟာထိုင်းမှဝန်ထမ်းတွေ၊ကန်စတန်မာရီလက်တွဲဖော်တွေနဲ့ရိုက်တာတွေကိုကျေးဇူးတင်ပါတယ်။အခုလိုအသွင်ကူးပြောင်းရေးကာလမှာ၎င်းတို့ကိုကုညီထောက်ပံ့မှာဖြစ်ပါတယ်လို့လေကုမ္ပဏီဘက်ကထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နေ့ကလေးကအခက်အခဲတွေရှိနေခဲ့တဲ့ Delivery Hero ကုမ္ပဏီဟာသူတို့ရဲ့လုပ်ငန်းချို့တစ်ဝက်ကိုထုတ်ရောင်းဖို့အတွက်ပြင်ဆင်ခဲ့ပါတယ်။ Fuvana ရဲ့လုပ်ငန်းချို့ကိုဝယ်ယူဖို့ပြန်ပဲ Grand နဲ့တရုတ်ကုမ္ပဏီတွေကစူးစမ်းခဲ့ကြရတယ်လို့လည်းသိရပါတယ်။ဒါပေမဲ့ဝယ်သူတွေနဲ့ညှိနှိုင်းမှုအဆင်မပြေခဲ့တာကြောင့်အယောင်းဝယ်တော်ဖြစ်ခဲ့ပါဘူး။ထိုင်နိုင်ငံမှာ Fuvana လုပ်ငန်းရှင်နာမှာဆိုပေမဲ့ Delivery Hero ကုမ္ပဏီကသူတို့ရဲ့ Regional Team ကိုဆက်ထားရှိမယ်လို့သိရပါတယ်။ နောက်ပြီးတော့ Pacific ဒေသတွေကသူတို့ရဲ့လုပ်ငန်းတွေကိုတော့ဆက်လက်လေးပဲ့သွားအောင်မှာပဲဖြစ်ပါတယ်။ Company ရဲ့ Rider ပေါ်မှာချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်အမှတ်တကူကနေလုပ်ငန်းထိခိုက်နေတာတဲ့ထိပါဖြစ်သွားကြရတာပါ။နောက်ပြီးတော့ထိုင်းလူမျိုးတွေရဲ့စစ်စစ်လုံးလုံးနဲ့ဘိုင်ကောလုပ်ခဲ့တာကြောင့်လည်းအတိမဲ့ပြူလာမှာဖြစ်ပါတယ်။တရှိဝါပေးခဲ့ကြတဲ့တွင်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာအကောင်းနဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမိကြပါနေအောင်ရှင်။အားပေးနိုင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေး ကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့သုတောင်းမြတ်တာပို့တာရင်းနဲ့ပဲဒီနေ့ရဲ့အစီအစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်